နေပြည်တော်ပုပ်ပတီရီမျိုးနဲ့ဒေသချင်းပြာမဲယုံအမှတ်တစ်ကမဲလက်မှတ်ထုတ်ပေးတဲ့တောင်ဝင်းကိုထမ်းဆောင်ခဲ့တဲ့ចောင်းဆရာမဒေါ်ဝင်းထေကိုပြည်ခိုင်မျိုးပါတီမဲယုံ ကိုစလဲဦးကောင်းမြတ်ကျော်ကတရားစွဲဆိုထားတာကိုဒီကနေ့မှဒုတိယအကြိမ်စစ်ဆေးခဲ့တာပါဆရာမဒေါ်ထေဝင်းဟာမဲလက်မှတ်ထုတ်ပေးချိန်မှာမဲဆန္ဒရှင်တချို့ကို NLD ပါတီအမှတ်တရစိတ်ဘေးကအကွက်မှာမဲထဲကိုညှို့ပြခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲဥပဒေပုံမှ68ခါဝင်းနဲ့ပြည်ခိုင်ပြိုးပါတီမဲယုံကိုစလေကပုပ္ပတီရီမျိုးနဲ့တရားရုံးမှာတရားဆွဲဆိုထားတာဖြစ်ပါတယ်။တရားဆွဲဆိုခံထားရတဲ့ဆီယမဒေါ်ဝင်းထေးကသူဟာနိုင်ငံဝန်ထမ်းတယောက်ဖြစ်တယ်လို့ဥပဒေတွေကိုဖောက်ပြက်ရင်တရားဆွဲဆိုခံရမယ်ဆိုတာကိုသိကြောင်းသူ့အနေနဲ့ဥပဒေတွေကိုဖောက်ပြက်ခဲ့တာမရှိကြောင်းပြောပါတယ်။ က်ကတော့သူတို့ကကျမကပဲ NLD ကွက်ကိုလက်ညှိုးထောက်ပြီးတော့ဒီ NLD ကွက်ပါတီကိုထည့်ပါလို့ပြောဆိုပြီးတော့ဆွဆဲချက်တင်ထားပါအာကျမတို့တင်နန်းပေးထားတယ်မလားလဲအဲ့ဒါမပါဘူး။နောက်ပြီးကြတော့ခါကြတော့ကျမတို့မဲယုံမှုကကျမတို့ကိုပြောပြထားတယ်ဆရာမတို့မသိလို့တော့လကောင်းသူတို့ကတင်းတင်းတော့လကောင်းပေါ့နော်။နားမယ်လို့တော့လကောင်းမေးလိုက်မယ်ပေါ့နော်။မေးလို့ချလို့ချင်းဆရာမတို့အနေနဲ့ ။ဟာဒီမှာအကွက်၃ခွက်ပါတယ်။မိမိနစ်တက်တဲ့အကွက်ကိုဆန္ဒပြုလိုက်ပါ။ဒါပဲပြောလို့ကျွန်မအဲ့ဒါပဲပြောရတယ်။ကျွန်တော်တခုမှမပြော။ဒီလိုမျိုးလုပ်ရင်ဒီလိုမျိုးဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကတီးရတာပဲ။ကိုယ့်သေးတွင်ကိုကျွန်တော်တို့မတူပါဘူး။လုံလည်းမလုပ်ပါဘူး။တရလို့ဦးကောင်းမြတ်ကျော်ရဲ့တရားထုတ်တော်ရှေ့နေဦးလှဟန်ကနောက်ကျင်းပမဲ့ရွေးကောက်ပွဲတွေမှာတာဝန်ထမ်းဆောင်သူတွေအနေနဲ့ဥပဒေဘောင်အတွင်းကဆောင်ရွက်ရမယ်ဆိုတဲ့အတိရစေချင်တာကြောင့်အခုလိုတရားဆွဲဆိုရတာဖြစ်တယ်လို့ပြောပါတယ်။ဟောကျွန်တော်တို့ကဒီအမှုဆွဲဆိုရတာ ကျွန်တော်ဒီမိုကရေစီနိုင်ငံတော်တည်ထောင်တဲ့အခါမှာဒီမိုကရေစီကြကြပေါ့ဥပဒေနဲ့အညီကျွန်တော်ကဆောင်ရွက်စေချင်တာဒါအဓိကပါပဲကျွန်တော်ပါတီဆွဲဟိုဆန္ဒဆွဲဘာမှမပါအောင်ဟောကျွန်တော်တို့မြည်သူမဆိုပေါ့ဒီမဲယုံနဲ့မှမဲဆွဲခြင်းမပြုအောင်ဆိုတဲ့ဥပဒေပြဋ္ဌာန်းချက်ရှိရယ်ဒါကြောင့်ဟလာဆီယမားတို့အနေနဲ့လည်းဒီထဲမှာအကျုံးဝင်တဲ့အတွက်ကြောင့် ဆရာမတို့ရဲ့ဟာလာပြုမှုဆောင်ရွက်မှုလေးတွေဥပဒေတွေကအတိုင်းပဲဖြစ်စီခြင်းနဲ့စမ်းတော့တခြားဘာမှမရှိဘူးကျွန်တော်တို့ပြည်တန်ကြခံမှုဘာညာမရှိဘူးရွေးကောက်ပွဲဥပဒေပုံမှန်80ကောင်ရရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်အပ်ပေးခံရသူတွေဟာဥပဒေနဲ့အညီသဘောရိုးနဲ့တာဝန်ထမ်းဆောင်ခဲ့တာတွေကိုတရားစွဲဆိုခံရတဲ့အခါသက်ဆိုင်ရာကော်မရှင်အဖွဲ့အစည်းကညှိနှိုင်းကာဝယ်ပေးနိုင်ကြောင်းဖော်ပြထားပါတယ် တရားစွဲဆိုခံထားရတဲ့ဆံဝတ်ဒေါ်ဝင်းထီဟာပြမှုကျွလုံကြောင့်အမိတ်ချခံရရင်ငွေတန်သသိန်းဒါမှမဟုတ်ထောင်ထန်တစ်နှစ်ကြာခံရမှာဖြစ်ပါတယ်ဒီမှုကိုလာမဲ့ဒီဇင်ဘာလ29ရက်နေ့မှာထပ်မံစစ်ဆေးဖို့ချိန်ဆထားပါတယ်ခင်ဗျာ